ုဂလိကစီယုံတိုင်းစေဘူးကြည့်ပြီးတပင်းချဘူးပါလားထိုင်းနိုင်ငံမှာတော့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်အစိုးရကကြမ်းမာတော့ကိုတက်တာတော့အဲ့ဆိုတဲ့စီမံကိန်းအသေးတစ်ခုကိုစတင်လိုက်ပါပြီဒီစီမံကိန်းကြောင့်ပြည်သူတွေရဲ့ကျန်းမာရေးသုံးစိထဲကနေတစ်နှစ်ကိုပတ်ငွေ32ဘီလီယံအမေရိကန်ဒေါ်လာအားဖြင့်900မီလီယံနီးပါးအထိတက်တာသွားမယ်လို့အစိုးရကခန့်မှန်းထားပါတယ်ဝန်ကြီးချုပ်နဲ့ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် OCP အစိုးရအင်တော်မှာပြုလုပ်ခဲ့တဲ့ဒီစီမံကိန်းဟာ အစိုးရရဲ့ quick pay win လို့ခေါ်တဲ့အမြန်အကောင့်ထဲဖွင့်မဲ့မူဝါဒတွေတဲကတခုဖြစ်ပါတယ်။အဓိကယူရချက်ကတော့ပုံမှန်ကဈေးရုံတွေရဲ့ဈေးကြီးမြင့်တဲ့ဈေးဝါတွေပေါ်တူးတဲ့ချုပ်ကိုင်မှုကိုဖြိုခွဲဖို့ပါပဲ။ဒီစီမံကိန်းဘယ်လိုလုပ်လို့လဲဆိုတော့အခု MOE ရပုံမှန်ကဈေးရုံတွေဟာလူနာကိုစည်းစာပေးတဲ့အခါမှာဈေးရတိကျတဲ့အမေပါဝင်တဲ့ပစ္စည်းနဲ့သုံးဆဲပုံအသေးစိတ်ကိုအပြည့်အစုံထည့်သွင်းရေးသားပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် Lunary အနေနဲ့ဈေးကိုဈေးဥမာပဲဈေးကြီးပေးဝင်မလားဒါမှမဟုတ်အဲ့ဒီဈေးစာကိုယူပြီးအပြင်ကအစိုးရအတိမတ်ပြုဈေးဆိုင်တွေမှာဈေးတက်တက်တာတာနဲ့တော့ဝင်မလားဆိုတော့ကိုလွတ်လပ်စွာရွေးချယ်ခွင့်ရှိသွားမှာဖြစ်ပါတယ်ဒီစီမံကိန်းမှာတနိုင်ငံလုံးကပုံတိကဈေးရုံ300ကျော်နဲ့ FDA အတိမတ်ပြုဈေးဆိုင်ပေါင်း3400ကျော်ပါဝင်နေပါပြီ Lunary အနေနဲ့ကျမ်းမာတော့ကိုတက်တာတော့အဲ့ logo ပါတဲ့ဘယ်ဈေးဆိုင်မှာမဆိုတော့ရောက်ဝေးနိုင်လို့ Telepharmacy လို့ခေါ်တဲ့ online ဈေးဝါ platform တွေကနေတစင်းလဲ စေဝါအချက်လက်တွေနဲ့ဈေးနှုန်းတွေကိုတိုင်ပင်ပြီးပိုင်နိုင်မှာဖြစ်ပါတယ်။ထိုင်းဝန်ကြီးချုပ်ကတော့ဒီပူးပေါင်းဆောင်ရွက်မှုဟာကမ္ဘာအကောင်းဆုံးတွေကတစ်ခုဖြစ်တဲ့အသီးမှတ်ပြုခံထားတဲ့ထိုင်းနိုင်ငံရဲ့ဂျမိုင်းစနစ်ကိုပိုပြီးခိုင်မာစေမှာဖြစ်ပြီးထိုင်းပြည်သူတွေအားလုံးအတွက်စေဝါဝန်ဆောင်မှုတွေကိုလက်လန်းမီနိုင်အောင်အားမခံပေးနိုင်လိမ့်မယ်လို့ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။